ောင်းအားကြီးနဲ့ချဲခိုင်းတဲ့နေရာကိုလေဗျာအဲ့ဒီနေရာကိုခင်ဗျားတို့ရိတ်ခါလေးလိုချင်နေဆိုဆော့ဆော့ထောက်ဖို့အကြီးစားတွေအဲ့သူတို့စီကိုတောင်းကြခိုင်နေဝင်စီကိုလည်းမတောင်းနဲ့ဖြူဖြူထွေးစီကိုလည်းမတောင်းနဲ့ကြလားခင်ဗျားတို့ဖင်လေကောင်းထွက်မှာပဲရှိရလေဟောသူတို့ကသူတို့ကောင်းနေလေသူတို့ကတကယ်စစ်မှန်တဲ့ပြည်သူတွေစီပဲလှူမှာပေါ့စစ်မှန်တဲ့ပြည်သူတွေစီကချမှာပေါ့အကြမ်းဖက်ကိုထောက်ပံ့အကြမ်းဖက်ဥတွေနဲ့သူတို့ညှိပြီးပဲထောက်ရငါငတုံးငါအားတွေမှမဟုတ်တာတုံးငယ်လို့အားငယ်လို့ခံခဲ့ရတွေလည်းရှိတယ်တောင်းတော့ရတယ်တွေလည်းရှိခဲ့တယ်လေနော် တော့စစ်မှန်တဲ့တကယ်အမှန်တကယ်ဒုက္ခရောက်တဲ့ပြည်သူတွေပဲလှူမှာပေါ့။ဘာလို့အဲ့လောက်ငကြည့်ကြခြင်းရလဲ။သောသောကကြုတ်ပြောတဲ့ခင်ဗျထောက်ပို့တွေထောက်ပို့တွေအများကြီးရှိတယ်။အဲ့ဒီထောက်ပို့တွေစီကိုအလူခံကြလေ။အဲ့ဒီထောက်ပို့တွေစီကျမတို့တို့တို့ကျမတို့အကျန်းဖက်တွေကျမတို့နောက်ကတပြေပိုင်းနဲ့ခင်ဗျတို့ကြိုးတာမဟုတ်ဘူးလား။နောက်ကတပြေပိုင်းနဲ့ကြိုးပြီးမှသာကကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုခင်ဗျတို့အမျိုးမျိုးဖြစ်တာမဟုတ်ဘူးလား။အခုမှလောင်မြိုက်ပူဆွေးမနေနဲ့နော်။လောင်မြိုက်ပြီးပူဆွေးမနေနဲ့။အပြင်းမဲ့ပြည်သူတွေရှိတဲ့နေရာကိုဘယ်တက်မတော်ကမှဘုံမကျဘူး။စစ်မှန်တဲ့ပြည်သူတွေနေတဲ့နေရာကိုဘယ်တက်မတော်မှဘုံမကျဘူး။ ။ဒါကိုခဏလို့မြင်မြတ်တာ။အားလုံးပဲမင်္ဂလာပါ။ဒီကနေ့မှာတော့ PDF ထိန်းချုပ်တဲ့ဒေတာကငလင်ပေးနဲ့ဘုံကျဲခံရသူတွေကိုမကူညီနိုင်ဘူးလို့ပောက်ကူတော့ပြက်ပြက်တတပြောလိုက်တဲ့ရုပ်တံနဲ့အတူလာရှိုးမျိုးတဲ့စစ်ကောင်စီရင်နှက်အစီ60ကျော်ထပ်မံဝင်ရောက်လာတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်။တရုတ်နိုင်ငံရဲ့ဂျားဝင်စစ်ဆက်မှုနဲ့စစ်ကောင်စီတပ်ပြန်အုပ်ချုပ်မဲ့ရှမ်းမြောက်လာရှိုးမြို့တွေကိုစစ်ကောင်စီတပ်ဖွဲ့ဝင်ရင်နှက်အစီ60ကျော်ထပ်မံဝင်ရောက်လာနေတယ်လို့လာရှိုးမြို့ခံတွေကရွှေဖီမြေကိုပြောပါတယ် ဒီနေ့ဧပြီ22ရက်မနက်9:00နာရီဝန်းကျင်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ရုတ်တရက်ဟာမိုင်းရဲကနေလာရှုမြို့ရင်းကိုဝင်ရောက်နေတာဖြစ်တယ်လို့ဆိုပါရယ်။မြို့ထဲအထိရောက်လာတာ၄စီးရှိပြီးစားစရာရိတ်ခါနဲ့ဝန်ထမ်းတွေတဲလာတာကုကံရဲတွေလည်းမြို့ထဲမှာအများကြီးရှိသေးတယ်လို့လာရှုဒေတာခန့်တဦးကရွှေပြည်မြေကိုပြောပါရယ်။မြို့တွင်းမှာဒေတာခန့်တွေပုံမှန်သွားလာနေကြတာတွေ့ရပြီးတကြော့ပြန်စစ်ပြန်ဖြစ်မှာကိုဒေတာခန့်တွေစိုးရိမ်နေကြတယ်လို့သူကဆက်ပြောပါရယ်။ လာရှိုးအကျုံထောင်ကကိုကန့်တက်ထိမ့်သိမ်းထားတဲ့စစ်တုံးပန်းနဲ့အကျုံသားအချို့ကို NDAA ကမနေ့ဧပြီ22ရက်မှာပြန်လုပေးခဲ့ပြီးကြံစစ်တုံးပန်းတွေကိုလောက်ကင်ဘက်ကိုရွှေ့ပြောင်းခဲ့တယ်လို့ NDAA နဲ့နှိဆက်သူတအူးကပြောပါတယ် တရုတ်ရဲ့ဂျာဝင်စစ်ဆင်မှုနဲ့စစ်ကောင်စီနဲ့ NNDAA ဂျာပြည့်ရဖို့သဘောတူခဲ့ပြီးနောက်ကိုကန့်တက်ဟာလာရှိုးမျိုးကနေထွက်ခွာရမှဖြစ်ပြီးစစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်ရာဝင်ရောက်လည်ပတ်မှဖြစ်ပါတယ်။လာရှိုးမျိုးမှာတရုတ်နိုင်ငံရဲ့အပြည့်ရဲ့စောင့်ကြည့်ရေးအဖွဲ့ရောက်ရှိနေပြီးတရုတ်အထူးကိုယ်စားလှယ်မစ္စတာတိန်ရှီကျွန်းလည်းလာရှိုးမျိုးကိုရောက်နေပါတယ်။စစ်ကောင်စီရဲ့အရှိမျောက်တိုင်းစစ်ဌာနချုပ်အခြေဆိုင်ရာ လာရှိုးမျိုးကို NNDAA နဲ့ຫນွေဦးတော်လန်ရေးတပ်တွေကပူးပေါင်းပြီး ပြီးခဲ့တဲ့2024ခုနှစ်ဩဂုတ်3ရက်မှာတိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။ပြောရရင်မင်္ဂလာပါဗျ။ဒီနေ့က21ရက်လေလာပိုင်း2025ဖြစ်ပါတယ်ဗျ။ဒါတရင်နေအားလုံးကတော့အားလုံးလည်းကြားယူမဲ့ထင်ပါတယ်ဗျ။နော်။ဒီဟိုဘက်ပြောရအောင်လောင်လိုက်ကြတာပေါ့ဗျ။လောင် PDF ဒီ ING တွေအဖွဲ့တွေပူဆွေးဝမ်းနေကြတာပေါ့ဗျ။လာရှုပေါ့။ဒါလာရှုဟို တဲ့တဲ့ချံဖောက်ခွဲနေတဲ့တော့လည်းဟာတရုတ်ကိုဗာပေးရတယ်ညာပေးရတယ်ဗာညာဦးပြောကြတော့ဗျာနော်အာအဲ့မှာတရုတ်ကိုပေးလေဟိုဘက်ကနေကိုကနေဟွာတယ်နေထွက်မပေးဘဟုမှုမျိုးဆွင့်ပဲဝိုင်းထားတယ်ဗောဝိုင်းထားတာမဟုတ် PDF တွေ DNA တွေ GIA တွေတနက်ဖောက်မှဆိုလို့ဟိုကအနေကဘေးရှင်းစွာဖြင့်ကာယံပေးထားတာကာယံပေးထားနော်ဒါလည်းဟိုတဘောပေါက်ဖို့လိုတယ်တဘောပေါက်ဖို့လိုကြလားလူတို့ စစ်ဆိုတာပြုတ်ပြောမယ်ဒီမှာတော့စစ်တိုက်လို့နိုင်မနိုင်နိုင်မဟုတ်ဘူးစစ်တိုက်လို့ဘယ်နှမျိုးဘယ်ဟာဘယ်နေရာဘလောက်ပဲတိန်တယ်ဘလို့ပဲဖြစ်ဖြစ်ကျွတ်တော့ငင်းချမ်းအေးချမ်းမှုပဲရေးကြည့်တာတနက်တစ်ချက်မဖောက်ဖဲနဲ့ပဲရရဘလို့ပဲရရသိမ့်ခံထားတဲ့မျိုးတွေရပလက်နဲ့ပဲရရရကောက်နဲ့ရရဖို့ရေးကြည့်တာပဲရိုက်မှာပြည်သူလူထုတွေအေးအေးချမ်းချမ်းသွားသွားလောက်လောက်ရှာရှာလှုပ်လှုပ်ရရင်ကျွတ်တော့ကျင်နိုင်ပြီဒါပဲလူရင်းရဒါပဲအဲ့တော့ one day ရတွေပူဆိုးတာတွေလုံးမနေနဲ့ဟုတ်လား ဦးသွေးတော့ကနေလောင်မြိုက်မိနေကြနဲ့လို့ဟိုဘက်ကဟာဒီပြေးပြေးတွေရောပါတယ်ရောပြောချင်တာကိုကိုအဖမ်းမခံအောင်လာရင်နေကြလို့လည်းပြောချင်တယ်နော်နောက်တစ်ချက်ကဦးသိန်းတော်ဒီမှာခုတွေ့ရတယ်ဗျာနော်အခုဖြစ်နေတယ်တဲ့တမတော်ကပေါ့ဗျာဒီပေါင်900နဲ့ကျဲပါတယ်ဗောနော်ပေါင်900နဲ့ကျဲသွားတဲ့တပိတ်ချင်းကိုတဲ့ຫນွေဘိုးဝင်ကလည်းမကူဘူးတဲ့ခိုင်နေဝင်လည်းမကူဘူးတဲ့ဖြူထွေးလည်းမကူဘူးရေခဲเจ้าနဲ့လည်းမကူဘူးကိုမင်းရင်ထွေးလည်းမကူဘူးတဲ့နော်တော့ပြန်ရင်လည်းတဲ့အတန်းဆိုင်ရကြမယ်တဲ့ အတန်းရှာတယ်ပေါ့ဖြိုးမယ်တဲ့မျက်လုံးမကန်းစေနဲ့နားမကန်းစေနဲ့တဲ့ဩအကျမ်းဖက်တွေခိုးအောင်တဲ့နေရာအကျမ်းဖက်တွေရှိတဲ့နေရာအကျမ်းဖက်တွေပြည်သူတွေဆက်ကြီးကောက်ပြည်သူတွေပိုင်နေရရွှေတွင်းနေဝါတွေလှုပ်ရှားနေတဲ့နေရာကို ပေါင်900နဲ့ကျဲတာကိုဒီပရဟိတလုံနေတဲ့သူတွေကငလျင်တိုင်းပြည်တော်တန်းကြီးရလားဟမ် အဲ့မှာပြည်သူတွေစီကတအားကောက်ထားတယ်ဟုတ်လားတပည့်ကြီးဘက်ကရွှေရွှေနေငွေရွှေနေအဲ့မှာအများကြီးရထားတာဗျာပိတ်တဲ့ကျောင်းလားအများကြီးရထားတယ်အားကြီးဗျာရွှေအဲ့တပည့်ကြီးမှာရွှေကုမ္ပဏီတွေကရထားတဲ့ရွှေတွေနဲ့ဟုတ်လားအဲ့ဒီလူတွေစီကခင်ဗျားတို့လှုပ်လေအဲ့ဒါတွေနဲ့ခင်ဗျားတို့တပည့်ကြီးမှာဘုံကျဲခံရတဲ့ဟာတွေဟိုကရိတ်ခါတောင်းမလားဘာလို့မတောင်းတာလဲဟမ်အဲ့ဒီစီကရောက်အောင်တောင်းကြလေဗျာ ဖတ်ပြမယ်နော်ဖတ်ပြမယ်ခင်ဗျားတို့တပိတ်ကြီးမှာပေါင်ဟန်းရနဲ့ချက်ခံရတယ်ခင်ဗျားတို့တောင်းမဲ့လူတွေစီကိုပေါက်ကိုတော့ပြောပြမယ်ကြားလားထောက်ဖို့ကြီးစားရည်လေဗျာနော်ထောက်ဖို့ကြီးစားရည်ဒါလူကြီးတွေတည်အောင်ပြောပြပါခင်ဗျားတဲ့ပြည်သူတွေရဲ့ပစ္စည်းကိုတဲ့အတူတချောင်းတော်မယူဘူးဆိုတော့မန်ပီဒီယန်နဲ့တရလင်ရဖွဲ့တွေရတဲ့တပိတ်ကြီးမြို့နယ်ရေရွက်ရလက်ပံပြန့်ရွာလက်ကြရွာတွေမှာရှိတဲ့ ဥမန်းစိန်ပိုင်တဲ့လင်းထိုက်မြန်မာကုမ္ပဏီတွင်တဲ့စက်ယုံနဲ့အင်းတို့မှာကုမ္ပဏီထားခဲ့တဲ့ရွှေပါပြုံးတွေကိုတဲ့အလွဲ့တကူယူထုတ်အလွဲ့တကူရွှေထုတ်ယူပြီးမှာတဲ့ရတဲ့ရွှေတွေကိုတဲ့မန်းပီဒီယားနဲ့ဒီအန်အန်အဖွဲ့တွေကထောက်ပို့တွေဖြစ်တဲ့ခင်ဗျားတို့ခင်ဗျားလာပြီနော်ထောက်ပို့တွေဖြစ်တဲ့ဇော်မင်းဦးနံပါတ်1ဇော်မင်းဦးနံပါတ်2ထွန်းလင်းအောင်နံပါတ်3ဘူဦး နံပါတ်၄ဘူဘူနံပါတ်၅ကလာနံပါတ်နံပါတ်၅ကလာခကျော်စန်းနံပါတ်၆မိုက်ရီလိုင်းနံပါတ်ခွင်ဖူးချမ်းနံပါတ်၈ထင်လင်းအောင်တို့ထောက်ဖို့အဖွဲ့မှာမန္တလေးကိုတဲ့တယောက်တစ်လက်စီရွှေလာရောင်းကြတယ်တဲ့ရွှေရောင်းပြီးအပြန်မှာရိခါစီပြန်ဝယ်ပြန်တယ်တဲ့မန်းပီရဲ့နဲ့ဒီအနေအဖွဲ့တွေရဲ့လက်နဲ့ခရံရိခါတွေပါလာလိုတော့ လင်းထိုင်မြန်မာကုမ္ပဏီမှရနေတာဖြစ်ပါတယ်ထောက်ပို့တွေထောက်ပို့တွေလာတဲ့လမ်းကြောင်းကတပေချင်းကနေထုံကြီးရွာမှတဆင့်တစ်စိတ်ရွာတစ်စိတ်ရွာမှတဆင့်မန္တလေးမယမ်းကြံစိတ်ကန်းဖြစ်ဖြစ်ခေါ်ဝင်စိတ်ကန်းဖြစ်ဖြစ်ခေါ်ဝင်စိတ်ကန်းဖြစ်ဖြစ်တဲ့လာပါတယ်တဲ့တခါတလေတခါတလေကြောက်လေတပေချင်းမှအကြောင်းမြောင်းရွှေဘူလန့်ရွှေဘူမှသခိုင်း စကိုင်းနာနာဘောက်ကနေလာလာကြတယ်တဲ့ကားနံပါတ်ကတော့ဒါတော့ဥစဉ်ကတော့ကားနံပါတ်ကိုကတော့နော်ပို့ထားတာလေကားနံပါတ်တရတော့ဥစဉ်ဘီကိုတွေပို့ထားပြီးသားဖြစ်တယ်ဗျာနော်ကားနံပါတ်တရတော့ဥစဉ်ဒါဌာနဆိုင်ရာအကြီးအကဲတွေစီကိုစားဖိုင်စုလဲဥစဉ်ပို့ထားတာဖြစ်တယ်နော်ကားနံပါတ်တွေအလုံးစုံတော့ပါတယ်နော်အဲ့တော့မန္တလေးကိုတည်းရွှေလာရောက်ကြတာပါတဲ့ထောက်ပို့လူတွေကိုတော့ဖမ်းဆီးရေးယူနိုင်ငယ်ရင်းတဲ့တပည့်ချင်းမြို့နယ်မှာရှိတဲ့ နိုင်မီကန် PDF နဲ့မန်း PDF နဲ့ DNA အဖွဲ့တွေရဲ့လက်နက်ခရိုင်ရိတ်ခါဖြတ်တောက်နိုင်မှာဆိုတာကိုလူကြီးတွေတည်အောင်နဲ့လာတင်ပြပေးစီခြင်းပါတယ်တဲ့ဥစဉ်ပြောခြင်းတာကခင်ဗျားတို့အခုပေါင်ရအကြီးနဲ့ချဲခိုင်းတဲ့နေရာကိုလေဗျအဲ့ဒီနေရာကိုခင်ဗျားတို့ရိတ်ခါတွေလူခြင်းနဲ့ဆိုဆိုးဆိုးကထောက်ဖို့အကြီးစားတွေအဲ့သူတို့စီကိုတောင်းကြခိုင်နှင်းဝင်စီကိုလည်းမတောင်းနဲ့ဖြူဖြူထွေးစီကိုလည်းမတောင်းနဲ့ကြလားခင်ဗျားတို့ဖင်လေကောင်းထွက်မှာပဲရှိရလေမောင်တူတူကတူတော်ကောင်းနေလေတူတူကတကယ် စစ်မှန်တဲ့ပြည်သူတွေသူပဲလှူမှာပေါ့စစ်မှန်တဲ့ပြည်သူတွေသူပဲချမှာပေါ့အကြမ်းဖက်ကိုထောက်ပံ့အကြမ်းဖက်ဥပဒေနဲ့တို့တို့ညှိပြီးပဲထောင်းရငါ့အုပ်ငါတုံးငါအတွေမှမဟုတ်တာတုံးကယ်လို့အကယ်လို့ခံခဲ့ရတွေလည်းရှိတယ်တောင်းတရတွေလည်းရှိခဲ့တယ်လေနော်အဲ့တော့စစ်မှန်တဲ့တကယ်အမှန်တကယ်ဒုက္ခရောက်တဲ့ပြည်သူတွေသူပဲလှူမှာပေါ့ဘာလို့အဲ့လောက်ငါကြီးကြခြင်းရလဲသောသောကကြုံပြောတဲ့ခင်ဗျထောက်ဖို့တွေထောက်ဖို့တွေအများကြီးရှိတယ်အဲ့ဒီထောက်ဖို့တွေစီကိုအလူခံကြလေ ဲ့ဒီထောက်ဖို့တွေဒီကျမတို့တော်တော်လို့ကျမတို့အကျန်းဖက်တွေကျမတို့နကွားတပြေပိုင်းနဲ့ခင်ဗျားတို့ကြိုတာမဟုတ်ဘူးလားနကွားတပြေပိုင်းနဲ့ကြိုပြီးမှသာကကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုရင်ခင်ဗျားတို့မျိုးမျိုးဖြစ်တာမဟုတ်ဘူးလားအခုမှလောင်မြိုက်ပူဆွေးမနေနဲ့နော်လောင်မြိုက်ပြီးပူဆွေးမနေနဲ့အပြင်းမဲ့ပြည်သူတွေရှိတဲ့နေရာကိုဘယ်တက်မတော်ကမှဘုံမကျဲဘူးစစ်မှန်တဲ့ပြည်သူတွေနေတဲ့နေရာကိုဘယ်တက်မတော်မှဘုံမကျဲဘူးတော်ခင်ဗျားတို့မြင်မြတ်တာနော် မြဲမြဲမှတ်ထားကြနော်အဲ့လောက်ကြီးလဲငါကြီးမကြကြနဲ့ဟုတ်လားခိုင်နေຫນွေဘိုးအိမ်ရလဲစစ်မှန်တဲ့ပြည်သူကိုလူမှာပဲခိုင်နင်းဝင်ရလဲစစ်မှန်တဲ့ပြည်သူကိုလူမှာပဲဖြူဖြူတွေရလဲစစ်မှန်တဲ့သူကိုခါမိုးတယ်ခင်ဗျရေခဲကြောင်းတဲ့တော်မှာသွားပြီးရခင်ဗျတို့ကနော်ပြည်တနာရှာရနော်ကြလားအဲ့တော့ကွန်မင်းထွင်းကလည်းစစ်မှန်တဲ့ပြည်သူစီဝဲလာမှာတို့တို့တော့တွားပြီးမှခင်ဗျာလူခိုင်းမတောင်းမနေနဲ့ကြားလားတန်းတန်းလည်းတွားညှိမနေနဲ့နော်ဒါလေးကပြောချင်လို့ပါဗျာနော် သောသောကကြုံပြောတဲ့ခင်ဗျားတို့ PDF ထောက်ဖို့တွေ DNA ထောက်ဖို့တွေအဲ့ထောက်ဖို့အကြီးစားရေးစီကိုခင်ဗျားတို့အလူခံပါလို့ပြောခြင်းပါတယ်ဗျာเนาะအားလုံးဒါပါပဲဗျာ